ိုလံဘီယာနိုင်ငံမှာအင်အား6.3အဆင့်ရှိတဲ့အင်အားပြင်းငလျင်တစ်ခုလောက်ခတ်ခဲ့မှုမှာထိခိုက်မှုတွေရှိခဲ့ပြီးပြည်သူတွေဟာနေအိမ်တွေကနေလမ်းမတွေပေါ်ထိထွက်ပြေးခဲ့ရတယ်လို့နိုင်ငံတကာသတင်းဌာနတွေမှဖော်ပြထားပါတယ် ဇွန်လ10ရက်သတင်းကနေနေ့ကိုလံဘီယာစံတော်ချိန်မနက်9:00ရှင်းမနေမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာညင်ရင်နဲ့6သမာ2မိုင်ကိုဗဟုပ်ပြုပြီးလှုပ်ခတ်ခဲ့တာကြောင့်ပုံမအင်အားပြင်းထန်ခဲ့တာဖြစ်တယ်လို့ဂျာမန်ဗိုလ်မိသိပ်ပံသုတေသနဌာနကလည်းထုတ်ပြန်ထားပါတယ်။ငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံအလဲပိုင်းရှိဘိုဂိုတာမြို့မှာအဆောက်အုံများပြင်းထန်စွာ တုန်ခါခဲ့ပြီးပြည်သူတွေနေအိမ်တွေထဲကနေလမ်းမရီဘော်ကိုစိုးရိမ်တကြီးထွက်ပြေးခဲ့ကြပါတယ်။အင်တာနက်ပေါ်ကပြန့်နေတဲ့ရုပ်သံမှတ်တမ်းတွေအရ ။ရာနယ်ခြေရဲ့ပြည်သူတွေဟာညာအိတ်ဝစ်စုံတွေနဲ့အိနေရဲ့အဝတ်အစားတွေနဲ့ပန်းချန်တွေနဲ့အဆောက်အအုံအပြင်ဘက်နေရာတွေမှာစုယုံနေကြပါဗျ။မိဘတွေကငိုယိုနေတဲ့ကလေးငယ်တွေကိုခြောက်မောက်နေချိန်မှာတချို့ကတော့ငလင်းအကြောင်းထွက်ပြေးသွားတဲ့သူတို့ရဲ့အိမ်မွေးတရိစံတွေကိုလိုက်လံရှာဖွေနေကြတာကိုလည်းတွေ့မြင်ရပါတယ်။ဘဂုတောင်မျိုးရဲ့လုံခြုံရေးဌာနကအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်ပြီးလိုအပ်တဲ့အကူအညီတွေပေးရလျက်ရှိကြောင်းထုတ်ပြန်ထားပါတယ်။ ကိုလံဘီယာနိုင်ငံအလဲပိုင်းဟာငလင်းကျောင်းအများအပြားဖြတ်တန်းရနေရာမှာတည်ရှိနေတာဖြစ်တဲ့အတွက်ငလင်းအနေအဆုံတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်1999ခုနှစ်ကလောက်ခတ်ခဲ့တဲ့ငလင်းဟာနိုင်ငံသမိုင်းမှာအစိုးရဆုံးဖြစ်ခဲ့ပြီးလူဦးရေ1900နီးပါးတည်ဆုံခဲ့ကလူပေါင်း2000နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်ရှင်အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။